ဝတ်စိတ်ကလေးတွေကစပြီးတော့တတ်ချင်တဲ့စိတ်ရှိနေသေးသလားအချင်းလေးတွေလာရင်ဖတ်ခနဲ့ပုတ်သေးသလားပါဏတိပါဒနဲ့ပတ်သက်ရင်ရှောင်ကျင်တဲ့အခါမှာဘလောက်ထိအတိုင်းတာအထိရှောင်ကျင်တယ်လဲဆိုလို့ရှိရင်မြတ်စွာဘုရားဟောထားတဲ့တရားထဲမှာအတော်ကိုအတိတ်ပဲရှိတယ်နော်တချို့အေးပါဏာတိပါဒဝေရမဏိသိက္ခာပဏမတွေ့သေးရင်ရှောင်းနေတယ်တွေ့ရင်တော့မခံနိုင်ဘူး။တော့ချင်းမကြိုက်သေးရင်ချင်းမတတ်သေးဘူးတွေ့ရင်တော့အဲ့ဒါပတ်ခနဲ့ပုံပြီးလိုက်တယ်ပေါ့။ ဆိုတော့အဲ့ဒါရှောင်းနဲ့မခေါ်သေးဘူးတော့တော့ပဏာတိပါဒကရှောင်းမီလို့ဆိုတဲ့အချိန်မှာဘယ်လောက်ထိရှောင်းတယ်လဲလို့ဆိုရင်သူများအသက်ဆိုရင်အကောင်သေးသေးလေးကစားပြီးမတတ်ဘူးရှောင်းတယ်ရှောင်းတဲ့နောက်မှာဘာလုပ်လို့လဲဒီအကောင်လေးတွေကိုသေးသေးနိုင်တဲ့လက်နဲ့တို့ဘာတို့ကစားပြီးတော့မထားဘူးပို့အဲ့ဒါတွေကစားပြီးမထားဘူးမထားယုံနေမဟုတ်ဘူး ဒီအလုတ်လောက်အောင်ရှက်တဲ့ဂျွန်ပုံးနဲ့အာလုံးတတ္တဝါတွေပေါ်မှာမေတ္တာထားတယ်တနာကျင်နာမှုတွေငွေတယ်အဲ့ဒီကြမှာပြည့်စုံအဲ့ကြမှာပြည့်စုံအဲ့ဒါလို့မဟုတ်သေးပဲနဲ့ကိုကိုကိုကာကွယ်ဖို့ဆိုတာအရွယ်ချက်ကလေးနဲ့ထားနေတယ်ဗန္နတိဗန္နမလုံသေးဘူးလို့ပြောနော်တချို့လူတွေအဲသူများတော့မသားဘူးဒါပေမဲ့ကိုကိုလာလို့ရင်တော့ကာကွယ်ရမယ်ဆိုပြီးတော့ ဖက်တဲ့တို့ဘာလို့နိုင်တယ်နဲ့ကိုင်းတာရှိသေးတယ်လေအဲ့ဒီအတွေးကိုမရှိတော့ဘူးကွာအဲ့ဒီအတွေးကိုတရားတက်တတ်ဖို့ဆိုတာလုံးဝမရှိတော့နောက်ဆုံးမှာကိုယ်သက်ပဲအသိခံခြင်းခံပဲတရားတက်မတတ်ဘူးဆိုတာသောတပန်ရဲ့အတွေးအဲ့ဒါကသောတပန်ဖြစ်သွားပြီဆိုလို့ရှိရင် तू ကတရားတက်တတ်ခိုင်းလည်းမတတ်ဘူး तू ကအတွေးကမတူတော့ဘူးကြောက်သွားတယ် တချို့လူတွေကတော့ကိုယ့်ကိုယ်ကာဝယ်မယ်ဆိုပုံစံရှိတယ်။သောတာပန်မှာတော့အဲ့ဒီကမကာဝယ်ဘူး။အသက်ကိုမကာဝယ်ဘူး၊သီလကိုကာဝယ်တယ်သောတာပန်။တဏ္ဍပုဂ္ဂိုလ်ကျတော့သီလကိုလဲကျင့်လိုက်တယ်။နောင်မနောင်သေးပဲ။နော်။ကုသိုလ်ဆောင်ရင်ကနေထမင်းဆောင်ရင်ဘိုင်းတာလို့အစာရင်ယောဂဖြစ်မှကြောက်လို့လို့ဆိုတခုခုစားလိုက်တာသီလနဲ့အမုန်းနဲ့လဲလိုက်တာပဲအဲ့ဒါ။သီလကိုဥစ္စာမပေးဘူး၊ခန္ဓာကိုယ်ကြီးကိုဥစ္စာပေးတယ်ပေါ့။ဟုတ်တယ်မလား။ ီလကိုဥစားပေးရမယ်အစာခန္ဓာကိုဥစားပေးလိုက်တယ်ပေါ့ဒါဥစားပေးတာချင်းမတူဖြစ်အဲ့ဒါလည်းပဲကိုယ်အသက်နဲ့သီလဘယ်သူဥစားပေးမလို့ဆိုရင်အသက်ကိုဥစားပေးလိုက်တယ်သီလကိုဥစားမပေးဘူးသီလနောက်မှဆောက်တည်မယ်နော်အရင်တက်လိုက်အောင်ဆိုစေတနာအရင်ဖြေလိုက်အောင်ဆိုရင်အဲ့ဒါဆိုလို့ရှိရင်သီလနဲ့တန်ဖိုးထားတာချင်းမတူဘူးဆိုတဲ့အိဗေမရောက်ဘူးလားနော်သီလနဲ့အသက်ကိုတန်ဖိုးထားတဲ့ဆိုတဲ့အိဗေရောက် တောတဗံပုဂ္ဂိုလ်ကျတော့အသက်ကိုတန်ဖိုးမထားဘူးအသက်ဆိုတာတနေ့သေးမှာပဲငါသီလအတန်ဖိုးထား